မင်္ဂလာပါဒီနေ့ကျွန်တော်တို့အမ် iron site ဆွေးနွေးခြင်းရဲ့အကြောင်းအရာကတော့မကြာသေးခင်က UFC ပွဲတစ်ခုရဲ့နောက်ဆက်တွဲဂရက်တွေပေါ့နော်ဟုတ်ကဲ့ပါအထူးသဖြင့်ကမ္ဘာဆင့်ဆက်တဲ့ flyweight ten fighter brandon royval သူကအဆင့်ဆနစ်က joshua van go အမ်မထင်မှတ်ပဲရှုံးတော်တဲ့ပွဲတွေအဲ့ဒီပွဲနဲ့ပတ်သက်ပြီး royval ရဲ့အခြေအနေတွေ UFC ဘက်ကဘလို့တုံ့ပြန်ခဲ့တယ်ဆိုတာတွေကိုအရင်မြစ်တချို့ကိုကြည့်ပြီးတော့အသေးစိတ်ဆွေးနွေးကြည့်ကြတာပေါ့အင်း ဒီဆွေးနွေးမှုကနေအဓိကသိချင်တာကဒီရှုံပွဲကသူ့အသက်ကအခု32နှစ်ရှိပြီဆိုတော့ Roy Valley အနာဂတ်ကိုဘလို့တက်ရောက်နိုင်မလဲသူ့အတွက်ဆုံးရှုံးမှုကပါတယ်လေပြီးတော့အဲ့ဒီလိုအဆင့်ကွာတဲ့ပြိုင်ဘက်ကိုလက်ခံထိုးပေးခဲ့တဲ့သူ့ရဲ့စွန့်စားမှုအပေါ်မှာ UFC ကတော့ဘလို့တုံ့ပြန်ခဲ့တယ်လဲဆိုတာလေးကိုအဓိကလေ့လာချင်တာပါဟုတ်ပါတယ်ဆိုတော့ပထမဆုံး River Buck အခက်ခဲကိုယဉ်ကျေးအောင်သူက2023ဒီဇင်ဘာလကလည်း Champion လူပွဲရှုံးထားတယ်နော်ဟုတ်တယ်မှန်ပါတယ် အခုဒီ van နဲ့ပွင့်ပြလိုက်နေမှာလဲမီဒီယာတွေကသူ့ကိုတိတ်ဂရုမစိုက်တယ်လို့ခံစားရတယ်လို့သူကိုယ်တိုင်ပြောသေးတယ်။ ừ အခုလို့အစင်စနစ်ကကစားသမားကိုရှုံလိုက်တော့သူ့အပေါ်မှာဖိအားတွေကအရင်ကတပိုများလာမှာ။အဲတေချာတလောပဲ။တော်တော်လေးတော်တော်လေးထိခိုက်တဲ့ရှုံပွဲကိုပြောရမှာပဲအဓိကဆိုးကျိုးကတော့သူ့ရဲ့ကဘာအဆင့်တမှတ်ချက်အဲ ranking ပေါ့ ranking ကြတော့မှထိကြရတယ်ဟုတ်ကဲ့ ranking ကရေးချီတာကိုဟုတ်ကဲ့ဒီ ranking ကြတော့ရင် Champion Cup ကိုထပ်ပြီးစိန်ခေါ်ဖို့အခွင့်အရေးကအတော်လေးဝေးသွားပြီ။အနည်းဆုံးနောက်ထပ်၃ပွဲလောက်နိုင်မှ um champion စင်ခေါခွင့်ကိုပြန်စင်စားလို့ရမယ်ထင်တယ်။ပွဲကလည်းပြီးခါနီစက္ကန့်တိုင်းလေးအလုံးမှာရှုံးသွားလာဆိုတော့ပို့ပြီးခန်းစားရမှာပေါ့။ဟုတ်တယ်ဟုတ်တယ်။ဒါသူ့အတွက်ဒုတိယအကြိမ်ပေါ့နော် champion ဖြစ်ခွင့်နဲ့လွဲတော့လား။ဟုတ်ကဲ့။ဒါပေမဲ့ဒီရှုံးပွဲမှာ revel အတအစိုးကြီးပဲတော့မဟုတ်ပြန်ဘူးနော်။ UFC ဥက္ကဋ္ဌဒါနာဝိုက်ပါကတွန်ပြန်ပုံကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။ ืมฮะตุกะดีโลอะซิงเซตไฟเตอร์กะอะซิงเซนเนี่ยโทเปโบลักษณะကိုជីจุตัวတယ်ဒါမျိုးကတချမ်းไฟเตอร์တွေဆို လက်ခတ်မို့မလွယ်ဘူးရိုင်ဗာကစွန့်စားရရတယ်ပေါ့ဟုတ်ပါတယ်အဲ့ဒီជីจุတာတဲ့ပိုအေးကြီးရကဒါလာဝိုက်ကလက်တွေ့ကြကြအတိမတ်ပြုတ်လိုက်တာပဲဘယ်လိုမျိုးလဲမြတူကတော့ rival ရှုံးလာပြီမယ်ပေါ့နော်သူရဲ့တက်တီဒီလိုစွန့်စားပြီးထိုးပေးတာကိုအတိမတ်ပြုတ်တဲ့အနေနဲ့ပုံမှန်ရနေကြပွဲထိုးချီအကင့် အနိုင်ရမှရတဲ့ wind bonus လေးအနိုင်ကြီးကိုပါထပ်ဆောင်ပေးခဲ့တယ်။အိုးဒါတော်တော်ထူးခြားတယ်နော်ရှုံးတဲ့လူကို wind bonus ပေးတယ်ဆိုတာ UFC မှာအများအပြားမရှိသလောက်ပဲမဟုတ်လား။ဟုတ်တယ်တော်တော်ရှားတယ်ပုံမှန်ကရှုံးမှဒီပဲရတာလေရှုံးရင်အခုက win bonus ပါရတယ်ဆိုတော့ UFC ဘက်ကသူ့ရဲ့စွန့်စားမှုနဲ့ဒီပွဲရဲ့တန်ဖိုးကိုတကယ်အတိမတ်ပြုတယ်ဆိုတဲ့သဘောပဲတကယ်ကိုထူးခြားတဲ့ဆုံးဖြတ်ချက်ပဲအဲ့ဒါအပြင် တခြားပူဆူးကျဲတွေကသူရလိုက်သေးလား ရှိသေးတယ်ပွဲကလည်းဒီကကြီးလို့ကောင်းခဲ့တယ်လေအကြည့်ကနဲ့ရှိခဲ့တော့ Roy Velio အနံ့ရောက်သွားတဲ့ Van Year New York လုံးကို Fight of the Night အဖိုးစုကြီး American Dollar 5000စီပေးခဲ့တယ်ဟာဒါဆိုရင်တော့ Rival အနေနဲ့ရှုံးပေမဲ့ငွေရေးကြေးရရရောဂုံတိခအရာပါ UFC ကအတိအမှပြမှုအပြည့်ပေးတယ်လို့ဆိုရမှာပေါ့အင်းဟုတ်ပါတယ်အရှုံးတဲ့ကအ내လို့ပြောလို့ရမယ့်အခြေအနေမျိုးပေါ့ဒါနဲ့ UFC ဘက်ကတော့ဘာကြောင့် အစင်စနစ်ဗန်ရစ်ကိုရွေးပြီးအစင်တက်နဲ့ပွဲပေးဖြစ်သွားတာလေအဲ့ဒီအကြောင်းရင်းကိုရောဖော်ပြထားတာရှိလားအင်းရှိပါတယ်သူတို့ UFC matchmaker တွေကပေါ့နော်ဗန်ရစ်အရင်ပွဲတွေကဆွမ်းဆောင်ရည်တွေကိုပြန်ကြည့်တဲ့အခါသူ့ရဲ့အရေးချင်းကလက်ရှိ top 10အစင် fighter တွေရဲ့အစင်အနှံလောက်ရှိနေတာကိုတွေ့ရလို့ပါတယ်ဩဟုတ်ကဲ့ဆိုတော့အစင်ကွာတယ်ဆိုပေမဲ့ပွဲကအကျိနဲ့နဲ့ရှိမယ်ပွဲကောင်းတစ်ပွဲဖိတ်လာမယ်လို့သူတို့မျှော်လင့်ခဲ့ပုံရပါတယ်ဟုတ်ပါရဲ့ဗန်ကိုတိုင်းပွဲပြီးမှပြောသွားသလိုပဲလေ ဒီပွဲမှာ Royal ကတူထက်အများကြီးဖိအားများခဲ့တယ်ဆိုတာလေ။ဥမ်မှန်ပါတယ်။အစ်မင့်နဲ့သူကရှုံးရင်ပုံနေတာကို။ဟုတ်ကဲ့ပါပဲ။ဒီချက်လက်တွေကိုအကုန်ခြုံငုံပြီးကြည့်လိုက်တဲ့အခါ Royal ကတော့ကစားသမားဘဝမှာအတားအဆီးတွေကိုဂျုံလိုက်ရပြီမယ်။သူ့ရဲ့စွန့်စားလို့စိတ်အားကစားသမားပီတာမှုကို UFC ကတန်ဖိုးထားပြီးအတိအမှတ်ပြုခဲ့တယ်။ထိုက်တန်တဲ့ဂုံဖြူမှုငွေကြေးလျော်ကြေးတွေပေးခဲ့တယ်လို့မြင်ရပါတယ်။ မှန်ပါတယ်သူရဲ့အားစားဓမ္မစိတ်တက်ပြီးတော့ပရိသတ်ကိုအကောင်းဆုံးပေးဆက်ခြင်းတွေစိတ်တွေကို UFC ကမြင်နေအတိမတ်ပြုရဲဆိုတဲ့သဘောပါပဲဒီအချိန်နဲ့တစ်ခုလုံးကိုပြန်ပြီးစဉ်းစားကြည့်ရင်စိတ်ဝင်စားတဲ့အချက်တခုရှိလာတယ်အစင်းမြန်ဖိုက်တာတယောက်ကတူထက်အစင်းနှိမ့်နဲ့ပြန်ပက်နဲ့ထိုးဖို့စွန့်စားရတဲ့အခါဖြစ်လာနိုင်တဲ့နစ်နာမှုတွေတော့လက်ရှိ UFC ရဲ့အတိမတ်ပြုမှုလျော်ကြီးဖြစ်လေစနစ်ကတကယ်ပဲလုံလောက်ရလားဟုတ်ကဲ့စဉ်းစားစရာပဲဒါမှမဟုတ် Roy Valley ရဲ့ဒီ pissing လား အစင်တန်မချက်စွန့်စားမှုနဲ့အကျိုးမြတ်ကြာကဟိုဒီရှုပ်ထွေးတဲ့ချင်းခွင်းလျာကိုဘလို့မီမောင်းထိုးပြနေတာလဲဒါကတခါတလေမှကြုံရတဲ့ချွင်းချက်ဖြစ်ရတခုလားဒါမို့ဒီလိုအဖြစ်ပြက်တွေကနေ UFC ရဲ့မူဝါဒပိုင်းမှာအပြောင်းလဲတချို့များဖြစ်လာနိုင်ဦးမလားဆိုတော့အမ်ဆက်ပြီးစောင့်ကြည့်ရမယ်အကြောင်းအရာတခုလို့ပဲပြောရမှာပါပဲ